thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီနဲ့တိုက်ညီတဲ့အဖွဲ့များမပါဝင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုစစ်ကောင်ဆောင်တက်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတဲ့တော်လိုင်းအင်အားစုများမပါဝင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုအာဏာသိမ်းစစ်ကောင်ဆောင်တက်ရောက်မှာဖြစ်ကြောင်း၎င်းတို့အတိမတ်ပြုနိုင်ငံရေးပါတီတွေထံကသိရပါတယ်အဲ့ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကိုစစ်ကောင်စီကရွှေကောက်ပွဲအတွက်ရည်ရွယ်ပြီးနေပြည်တော်မှာဇွန်လ25ရက်မှ29ရက်ထိပြုလုပ်မှာဖြစ်ခါစစ်ကောင်ဆောင်ဖွဲ့ချုပ်မှုကြီးမရောက်နိုင်တဲ့ဖွင့်ပွဲကိုတက် က်ရောက်မှာဖြစ်ကြောင်းသိရပါတယ်။ ပထမနေ့မှာစစ်ကောင်းဆောင်တက်ရောက်နားထောင်မယ်။အဲဒီကရတဲ့အကြံဉာဏ်တွေကိုသူ့ရဲ့ idea နဲ့ဘာလို့တင်လဲဆိုတာစဉ်းစားမယ်ထင်တယ်လို့စစ်ကောင်းစီရွေးကောက်ပွဲဝင်ပြိုင်မဲ့ Democratic Party ဒုတိယဥက္ကဋ္ဌဦးတင်ဆွေကပြောပါရယ်။ခုခံတော်လှန်မှုတွေကြောင့်ဗက်ပေါင်းစုအရင်းနှီးလာတဲ့စစ်ကောင်းစီကအခုနှစ်မလကလည်းနေပြီးတော့မှငြိမ်းချမ်းရေးစကားပိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးအခုဒုတိယအကြိမ်မှာတော့စစ်ကောင်းဆောင်ကိုယ်တိုင်တက်ရောက်မှာဖြစ်ကောင်လုံခြုံရေးများတိုးမြင့်ထားကြောင်းသိရပါရယ်။စစ်ကောင်းစီပြုလုပ်မဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို၎င်းတို့နဲ့နီးစပ်အတိမတ်ပြုနိုင်ငံပါတီများငြိမ်းချမ်း န်းအဖွဲ့များအာဏာသိမ်းပြီးနောက်စစ်မတိုင်တော်တဲ့အပြင်းရက်အဖွဲ့များပြင်ပြည်ရင်းပြည်ပါလူပုဂ္ဂိုလ်ပညာရှင်များလည်းတက်ရောက်မှာဖြစ်ကြောင်းသိရပါတယ်။လက်ရှိပဏိပက္ခတွေကိုသက်ဆိုင်ရာအဖွဲ့တွေနဲ့တွေ့ဆုံပြီးဆွေးနွေးမယ်ဆိုရင်ပြော့ပြောင်းပြင်ရော့နိုင်မယ်။အခုအဲ့လူတွေမပါဘူးဆိုတော့စဉ်းစားစရာပဲဒါတို့တစ်ဖက်ကသုံးသက်တောင်မှားတယ်လို့ပြောလို့မရဘူးလို့စစ်ကောင်စီအတိမတ်ပြူနိုင်ငံပါတီတခုကတာဝန်ရှိသူတောင်ကဆိုပါတယ်။နေပြည်တော်မှာအခုပြုလုပ်မယ့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာရွေးကောက်ပွဲဝင်ပြိုင်ကြမယ်နိုင်ငံပါတီတွေကိုစာရန်တင်နိုင်တယ်လို့လည်းစစ်ကောင်စီလက်အောက်ခံ အမျိုးသားညီညွတ်စည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကစာပေးပို့ထားကြောင်းသိရပါတယ်လရှိမှာစစ်ကောင်စီကစာတင်ကြောင်းစင်းရုံစင်ကန်နဲ့ဘာသာရေးအဆောက်အအုံများပါဝင်နိုင်ငံတော်ဝန်ကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်တပ်ဖြတ်နေပြီ နိုင်ငံရေးထွက်ပေါက်ရဖို့အတွက်ရွှေကောက်ပွဲပြုလုပ်နိုင်ရေးလှုပ်ဆောင်နေရရှိကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ရှိတာရှိမှာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူးတန့်စင်ဝင်ကစစ်မှုရန်တက်သားအစာထုတ်ဖို့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်းငွေညစ်ခြင်းနဲ့လူအယောင်ဝယ်များလုပ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရှိတာရှိမြို့နယ်မှာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဲ့ဗိုလ်မှူးတန့်စင်ဝင်ကစစ်မှုရန်အစာထုတ်ဖို့နဲ့တက်သားတင်စုဆောင်ဖို့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းငွေညစ်ခြင်းနဲ့လူအယောင်ဝယ်များလုပ်ဆောင်နေကြောင်းဒေသပြည်သူများနဲ့တရင်ရင်းမြစ်တွေကပြောပါတယ်။ပဲခူး ိုးတိုင်းတောင်ငူခရိုင်ရေတာရှိမြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့မှဥက္ကဋ္ဌဥက္ကာတန်းနဲ့ဗိုလ်မှူးတန်းစင်ဝေတို့ရဲ့စီခိုင်းချက်တွေအရစစ်တပ်ရဲနဲ့ပြူစောထီတွေကရေတာရှိမြို့နယ်အတွင်းမြို့လာတာကရစွာရေတာရှိတဝိုင်းမှာလူငယ်များကိုစစ်မှုရန်တပ်သားတွေဖြစ် စုဆောင်ဖို့ပေါ်တာဆွဲဖမ်းဆီးတာကိုတောက်လျှောက်လုံဆောင်လာကြောင်းကြေးရွာများအတွင်းစစ်မှုရန်တပ်သားတွေများတလလေးနှစ်ဦးမှလေးဦးထိစုဆောင်ပေးဖို့တကယ်လို့စုဆောင်မပြီးနိုင်မှာကကြေးရွာတန်ရွာကိုငွေကြမ်း3000ပေးဖို့တောင်းခံနေကြောင်းသိရပါတယ်။ ရွာတွေမှာတရွာကိုတလားလူငယ်နှစ်ဦးကနေလေးဦးတောင်းနေတကယ်လို့လူငယ်မပေးနိုင်ရင်သိန်း120အစားထိုးဖို့တောင်းနေငွေကောက်တာကတရင်တော်ကိုအနည်းဆုံး3000ကနေစကောက်တယ်အဲ့ဒါစစ်မှုထမ်းကြီးကောင်းနေတာစစ်မှုထမ်းရတဲ့လူငယ်တွေလည်းအဲ့ဒီငွေမရဘူးပုံမှုတန်းစင်ဝင်တဲ့ဖွဲ့ကိုပဲပေးနေရတာပေါ်တာဆွဲတာကတော့ရေတာရှည်တမျိုးနယ်လုံးမှာဖြစ်နေတာအဓိကကြိုးကင်နာကပုံမှုတန်းစင်ဝေပဲလို့ရေတာရှည်မျိုးနယ်မှာတရင်ရင်းမြစ်တွေကပြောပါတယ်ရေတာရှည်မျိုးနယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဲ့ပုံမှုတန်းစင်ဝေကစွာမျိုးအခြေဆိုင်အမှတ်330နဲ့လေးချောင်းရ က်ကာကွယ်တရင်ကဖြစ်ပြီးဒုတိယတရင်မှုအစဉ်ရှိကြောင်း၎င်းရဲ့အမိန့်နဲ့ညွှန်ကြားချက်ကြောင်းရေတာရှင်မျိုးနယ်အတွင်မှစစ်တပ်ရဲနဲ့ပြူစောတီတွေကနေရောညပါလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုတွေရုပ်ဆောင်နေကြောင်းစစ်မှုတန်းမပြီးနိုင်တဲ့ကြေးရွာများအနည်းနဲ့320ပြည်ုံနဲ့စစ်မှုတန်းအစားထိုးလူသစ်များကိုစစ်တပ်ကထည့်သွင်းပြီးကြောင်းသိရပါတယ်စစ်မှုတန်းလူမပြီးနိုင်တဲ့ရွာတွေကစစ်မှုတန်းကြီးတရွာလုံးကောက်ပြီးပြင်ရတယ်စစ်မှုတန်းကြီးလူပြီးနိုင်တဲ့ရွာတွေလည်းစစ်မှုတန်းကြီးဆိုပြီးကောက်ပြီးပြင်ရတာပဲဘယ်ရွာမှမလွတ်ဘူးအခုကလူငယ်တွေကိုပေါ်တာဆွဲဖ န်ငွေညစ်တာတွေကလည်းအတော်ကြီးကိုများလာတယ်။စစ်မှုတန်းချေဆိုပြီးရွာတွေကလဆင်ပုံမှန်သွားပေးနေရတယ်။အဲ့ဒီငွေတွေကိုမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့တွေနဲ့မြို့နယ်ရှင်းမှုတွေခွဲဝေယူကြတယ်။စစ်မှုတန်းချေမထည့်ပေးရင်လည်းစစ်တပ်ကဝင်ဖမ်းမယ်ဆိုပြီးချိန်ဆောက်တော့ရွာတွေကလဆင်စုပြီးပေးနေရတယ်လို့ဒေသတရင်ရင်းမြစ်တွေကဆိုပါတယ်။ဒါအပြင်ရေတာရှင်မြို့နယ်အတွင်းရှိတောင်သူများနဲ့စီးပွားရေးသမားတွေကိုလည်းပုံမှုတန်းစီဝင်ညွှန်ကြားချက်နဲ့မြို့နယ်အတွက်လို့ဆိုပြီးစစ်တပ်ကအကြမ်းမျိုးမျိုးပြပြီးငွေကြေးကောက်ခံခြင်းအလူငွေတောင်းခံခြင်းများကိုလည်းမကြာခဏလှုပ်ဆော 你讲第二话嘞？ နောက်ထပ်တစ်ပုတ်အနည်းနဲ့ရှေးကြီးမြို့နယ်ဇီရိုဆန်းချင်းရွာမှာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးပြည်သူတချို့ထိခိုက်ဒေဆုံးကအင်းင်းနဲ့ PDF တွေရဲ့ထိုးစစ်ကငတိုင်းချောင်းမြို့အပိုင်နေရာများထိရောက်ရှိလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အေရီတိုင်းရှေးကြီးမြို့နယ်ငတိုင်းချောင်းမြို့ဇီရိုဆန်းချင်းရွာကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တဲ့အတွက်အဆိုပါကြီးရွာမှာပြည်သူတချို့ထိခိုက်ဒေဆုံးခဲ့ကြောင်းအဲ့ဒီကြီးရွာမှာဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။ဇွန်လ22ရက်နေ့ရှေးကြီးမြို့နယ်ငတိုင်းချောင်းမြို့ကက်ကူကြီးကြီးရွာအုပ်စုဆက်ဆက်ယူကြီးရွာ နေရှိဇီရိုဆန်းချင်းရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကြောင်းလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုတွေကြောင့်ဇီရိုဆန်းချင်းရွာမှာပြည်သူ၃ဦးသေဆုံးပြီးအခြားပြည်သူ၃ဦးမှာလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။လက်နက်ကြီးပစ်ခတ်လို့တန်ကတော့တပါအမျိုးသမီး၃ဦးနဲ့ကလေးငယ်၃ဦးသေဆုံးပါတယ်။ဇီရိုဆန်းချင်းရွာရွာကနေပါနောက်ထပ်လူ၃ဦးနဲ့ထိခိုက်ဒဏ်ရာရရှိထားတဲ့အေအေနဲ့ PDF တွေရောက်နေပြီဆိုပြီးစစ်တပ်ကလက်နက်ကြီးတွေတောက်လျှောက်ပစ်နေတာလို့ဒေသခံပြည်သူ၃ဦးကဆိုပါတယ်။ ဒါအပြင်ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့နယ်လင်းမြနာမြို့နယ်အတွင်းမှာစစ်တပ်အလီဒီတွေနဲ့ပြန်တန်းကင်းထောက်ခြင်းဒရုန်းများနဲ့ကင်းထောက်ခြင်းဝိုင်းတွင်းလေယာဉ်များနဲ့ကင်းထောက်ခြင်းများကိုစစ်တပ်ကအမြဲမပြတ်လုပ်ဆောင်လာကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။အေအေနဲ့ PDF ပူးပေါင်းတပ်တွေကလည်းလင်းမြနာမြို့နယ်မှာတဆင်ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အတွင်းရှိချင်းရွာများတွင်ကိုရောက်ရှိလာပြီးအဲ့ဒီဒေသများမှာလူငယ်များမှလည်းအေအေနဲ့ PDF များအတွင်ကိုဝင်ရောက်သွားမှုတွေရှိကြောင်းဒေသခံပြည်သူတွေကဆိုပါတယ်။ပသိမ်မုံရွာကလည်းနောက်ဖက်ချမ်းရွာတွေကလူငယ်တွေတော်တော် ်မများက PDF နဲ့ AA ဘက်ကိုပြေးကြတဲ့မြို့ပေါ်စစ်ဆောင်ရင်လေစစ်မှုထမ်းပြင်အဖမ်းခံရမှာဆိုလို့အဲ့ဒီဘက်ကိုပြေးကြတာအခုကငတိုင်းချောင်းမြို့အပိုင်းထဲမှာပါတဲ့ရွာတွေလည်းစစ်ပြေးကုန်ကြပြီးဆက်ဆက်ရုပ်ကျရနဲ့ကကူကြီးကြီးရွာအုပ်စုထဲမှာပါတဲ့ရွာတွေမှာလည်းအကုန်စစ်ပြေးရှောင်နေကြပြီး AA နဲ့ PDF ထိုးစစ်ကတော့ရှိကြီးဘက်ကိုပါတဖြည်းဖြည်းကတ်လာနေရလို့ဒေသစီရေးတည်ငြိမ်မြစ်တွေကဆိုပါတယ် ။အင်ယာဝတီတိုင်းတွင်အင်အင်းရဲ့ထိုးစစ်ကတဖြည်းဖြည်းရှိကိုတိုးလာနေတော့လဲစစ်ကောင်စီတပ်ကတော့မြို့ပေါ်ဒေသတွေကိုသာအဓိကအခြေပြုပြီးခံဆက်ပြင်းစင်ကကျေးရွာများကိုစစ်ကြောင်းထုံးမှုအရှင်ရော့လာကြောင်းဒေသစည်ဤတည်ငြိမ်မြစ်တွေရဲ့အစိုးရတင်ရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပြည်သူများထံမှဖမ်းဆီးရရှိတဲ့လိုင်စင်မဲ့ဆိုင်ကယ်တွေကိုစစ်ကောင်စီလက်အောက်ခံစစ်တပ်ရဲ့ပြူစော်တီပြည်သူစစ်နယ်ပြည်သူလုံခြုံရေးအဖွဲ့များစီးနင်းဖို့ပြန်လည်ချထားပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တင်းစင်ရရှိထားတဲ့လိုင်စင်မဲ့ကားတွေကိုစစ်ကောင်စီကဝန်ကြီးဌာနတွေနဲ့လက်အောက်ခံဖွဲ့စည်းများထံသို့ခွဲဝေပေးရမှာ ဖြစ်ပါတယ်။ဘက်ကိုတိုင်းတွင်ပြည်သူများထံမှဖမ်းဆီးရရှိတဲ့လိုင်စင်မဲ့ဆိုင်ကင်များကိုစစ်ကောင်စီလက်အောက်ခံစစ်တပ်ရဲပြူစောတီပြည်သူစနစ်ပြည်သူလုံခြုံရေးဖွဲ့များစီးနင်းဖို့ပြန်လည်ချထားပြီးနေကြောင်းဘက်ကိုတိုင်းစစ်ကောင်စီတရင်ရင်မြကပြောပါတယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းရဲ့ညွှန်ကြားချက်အရစွန်လာတရက်ကစတင်ပြီးနိုင်ငံတော်မှလိုင်စင်မဲ့ကားများဆိုင်ကင်များကိုဖမ်းဆီးခဲ့ရမှာဘက်ကိုတိုင်းတွင်လိုင်စင်မဲ့ဆိုင်ကင်များပြားဖမ်းဆီးရရှိခဲ့ကြောင်း၎င်းဖမ်းဆီးရရှိခဲ့တဲ့ဆိုင်ကင်များအနက်မှအမှုပစ္စည်းသွားတဲ့လိုင်စင်မဲ့ဆိုင်ကင်တွေကိုတပ်စ ဆိုင်ရာတက်နေမှုတွေထံကိုလွှဲပြောင်းစေပြီးတက်နေမှုများမှာတက်စင်းနေမြေကမြို့နယ်လုံခြုံရေးဆောင်ရွက်နေတဲ့စစ်တပ်လောင်းကံဖွဲ့တွေကိုလွှဲပြောင်းပေးရနေကြောင်းသိရပါတယ်။တရားရုံးမှာအမှုပီစီသွားတဲ့လိုင်စင်မဲ့ဆိုင်ကယ်တွေကိုစည်ရင်းနဲ့တက်နေမှုတွေစီပို့ခိုင်းနေအဲ့ဒီတက်နေမှုတွေကနေတက်စင်းလုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့တွေစီဆိုင်ကယ်တွေခွဲတဲ့နဲ့ပြန်ချပေးတဲ့ဆိုင်ကယ်တမျိုးတည်းပဲကားမပါဘူး။ဆိုင်ကယ်တွေကိုအဓိကပြန်ဖြန့်ဝေပြီးခိုင်းနေတာ။ ဒေတာအလိုက်တနင်မှုတွေကတာဝန်ယူလို့ရတယ်လို့ဘကိုတိုင်းစစ်ကောင်စီတင်းရှင်းမြစ်တွေကပြောပါတယ်။လိုင်စင်မဲ့ကားနဲ့ပတ်သက်ပြီးမှနိုင်ငံတော်ပိုင်ဖြစ်တင်းစင်းမှာဖြစ်ပြီးစီမံကိန်းနဲ့ဗန်တိုင်းဝင်ကြီးဌာနလက်အောက်ရှင်ဗဟိုဆက်ပစ္စည်း CEN နဲ့စစ်စေးဦးစီးဌာနရယူမှာဖြစ်ကြောင်းအဲ့ဒီနောက်တင်းစင်းရရှိထားတဲ့လိုင်စင်မဲ့ကားများကိုဝင်ကြီးဌာနများဖွဲ့စည်းများနဲ့အစိုးရတင်းနှံချောင်းများကိုပြန်လည်ခွဲဝေချထားမှာဖြစ်ကြောင်းသိရပါတယ်။လိုင်စင်မဲ့ကားရီစက်ကန်းဒီမှာတွင်းလာတဲ့ import license ပါတဲ့ကားတွေကိုတင်းဆက်ပြီးရင်ဗဟိုဆက်ပစ္စည်း CEN နဲ့စစ်စေးဦးစီးဌာန နာကတိန်းနေအဲဒီကနေတစင်ဝန်ကြီးဌာနလက်အောက်ကဦးစီးဌာနတွေတိုင်းပြည်နယ်အစိုးရဌာနတွေအစိုးရတင်နန်းချောင်းတွေအစိုးရဖွဲ့စည်းပွဲမှာတုံးဖို့ပြန်လည်ချပင်းနေဒါကလှုပ်ရိုးလှုပ်ဆင်မှာပဲအခုတော့တရားမဝင်ကုံသွဲမှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီအောက်ကနေတောင်းနေတယ်လို့နေပြည်တော်ဗဟိုဆက်ပစ္စည်းစီးရင်အင်းနဲ့စစ်ဆေးရေးဦးစီးဌာနသတင်းရင်းမြစ်တွေကပြောပါတယ် အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကမေလ20ရက်နေ့နေ့ပြီးတော့မှပြုလုပ်ခဲ့တဲ့စစ်ကောင်စီစည်းဝေးမှာလိုင်စင်မဲ့ဆိုင်ငံနဲ့ကာများစီးနှင်းနေမှုတွေကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများစွာနှိမ့်နာမှုရှိမှဖြစ်တယ်လို့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာလည်းအခက်အခဲများဖြစ်ပေါ်နိုင်မှာဖြစ်ကြောင်းဒါကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ငံများစီးနှင်းမှုမရှိစေဖို့ဖန်ဆီးဖို့အမိန့်ပေးညွှန်ကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။